လေရင်ဒဇင်းပေါ်မှာလူ၅ယောက်လိုက်ပါလာတယ်။လေရင်ကအင်ဂျင်ပြဿနာဖြစ်ပြီးပြတ်ကျတော့မဲ့အချိန်ရင်ဆိုင်နေရတယ်။နောက်ထပ်ပြဿနာကလေရင်ပေါ်မှာဒေတိကလေးခုပဲပါတယ်။အတူတွေလေတိယူယူတင်လဲဆိုပြီးတွေ့ဝင်နေကြတော့တွေ့နေကြတော့ဓမ္မဆောင်လူကြောက်ကထားပြီ။ကျွန်တော်ကကပားပေါ်မှာအထက်မြတ်ဆုံးနေ တော်စုံလူတယောက်ထင်မှာပါတယ်။ကဘာမြေကကျုပ်လိုလူဆုံးချုံးလေဒီတခုကိုလေဒီတခုကိုယူပြီးခုံချသွားတယ်။နောက်ထပ်ဒုတိယလူတစ်ယောက်ကထပ်ပြောတယ်။ကျမကမိခင်တစ်ယောက်ပါ။မိသားစုကျမမိသားစုကျမအပေါ်မိခွန်နေရတယ်။ကျမမရှိဖြစ်ဘူး။ဒါလို့ပြောပြတာလေ နောက်ထပ်လေးဒီတစ်ခုယူပြီးတော့ခုန်ချသွားတယ်။ဒါတရလူတယောက်ကပြောပြတယ်။ငါကအိမ်မှာပတ်စံချားလို့ပြော။ငါမိသားစုရဲ့စာဝတ်ကိုငါအပေါ်မှာပဲအရာအလုံးတည်နေတာ။ငါမရှိရင်ငါမိသားစုကရက်တိချင်တာပေါ့။ဖြစ်နိုင်တယ်။အဲ့လိုပြောပြတာ။နောက်ထပ်လေးဒီတစ်ခုကိုယူပြီးခုန်ချသွားတယ်။ခုကြကြရောမဲ့တင်းပေါ့။လူမျိုးပစ်ချင် အသက်65နှစ်ရှိတဲ့လူကြီးတယောက်နဲ့အသက်72နှစ်ရွယ်ကောင်လေးတယောက်ဖြစ်တယ်။လူကြီးကကောင်လေးကိုလှည့်ပြီးပြောတယ်။ဒါလေးရင်ငါကတက်ကြည့်ပြီ။လူဘွားမှတတန်းစင်းနေနဲ့နေပြီးပြီလို့ပြော။မင်းကနေသေးတယ်။မင်းမှနာခဲ့တဲ့ညာရှိတယ်။နောက်ဆုံးလေတီတစ်ခုမင်းယူသွားလိုက် ပင်းယူပြီးတော့ခုံချသွားလိုက်တယ်။အဲဒီတော့ကောင်းလေးကလူကြီးကိုကြည့်ပြီးပြုံးပြီးတော့ပြောတယ်။စင်ဘူပါလေဒီကတခုကြံပါသေးတယ်။လူကြီးကနားမလည်နိုင်ဖြစ်သွားတယ်။ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲခလေး။ကောင်းလေးကရင်ပြီးပြောတယ်။တကယ်ပြောတာဦးသူ့ကိုသူကဘာပေါ်မှာအထက်မြတ်ဆုံးလို့ပြောတဲ့လူက ကျွန်တော်ကြော့ဖို့အိတ်ကိုယူပြီးခုံဆင်းခုံဆင်းသွားတာ